နိုဝင်ဘာလ၂ရက်နေ့မိတ်ဆွေမူကားညီကိုဆွဲကတ်တီထက်သား၍ဆွဲကတ်တဲ့ဤတုတ်တန်ချန်းခန်းကြီး၁၈အခန်းငယ်၂၄ဒီနေ့ချိန်ကာလတွင်တကိုယ်တည်းအထီးကျန်သူညီမရှိနေပါသည်။ဘုရားသခင်၏ဖြစ်လူကိုဖန်ဆင်းရာ၌တကိုယ်တည်းခက်ခက်ခဲခဲအထီးကျန်နေထိုင်ရန်မစီစဉ်ခဲ့ပေ။အရင်ဥယျာဉ်တွင်ဖန်တီးထားသည့်တကိုယ်တည်းဖြစ်နေသည့်လူသားကိုဘုရားသခင်ကဆင်းကြွလာပြီးအဖို့ပြုလေသည်။သခင်ယေရှုအနေဖြင့်တပည့်တော်များအား ပြောကြသည့်စိတ်နှလုံးជីနူးပွေရာအကောင်းဆုံးစကားတစ်ခုမှာငါသည်လဲကက်ကဘာကုံသည့်တန်အောင်တင်တို့နှင့်အတူ အစီမပြတ်ရှိသည်ရှင်မသေးခွဝင်ကျန်းခန်းကြီး28ခန်းငယ်20ဖြစ်ပါတယ်ဘုရားသခင်နေဖြင့်လူနှင့်ဘုရားသခင်ကြားမိတ္တဟာယဖွဲ့မှုကိုတိဆောက်ပေးတဲ့ကဲ့သို့တခင်ယေရှုအနေဖြင့်တင်းအထီးကျန်မှုကိုဖယ်ရှားကတင်းမိတ်ဆွေအပေါင်းအသင်းဖြင့်ဆက်ဆံပြီးဖြစ်ပါတယ်ယနေ့အတွက်ဆုတောင်းခြင်းသာရဘုရားရှင် ကျွန်တော်ရဲ့အထီးကျန်တဲ့အချိန်တွေကိုဖယ်ရှားပြီးစိတ်ကြေနပ်စရာကောင်းတဲ့အချိန်တွေဖြစ်အောင်ဖန်တီးပေးတဲ့အတွက်ဘယ်တော့အခါမှအထီးကျန်မှုကိုကြောက်ရွံ့တာမျိုးမဖြစ်စေတော့ပါအာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဆုအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွင်မှပြန်တွေ့ပါအောင်ပါခင်ဗျာ